့မိတ်ဆွေတွေကိုဒီကနေ့ပြန်လည်ပြီးတော့မျှဝေပေးခြင်းနဲ့ရရားလေးတစ်ခုရှိပါတယ်အဲ့ဒီရရားကဘာရရားလဲဆိုတော့မုန်းနေတဲ့လူတွေကိုချစ်အောင်လုပ်မယ်ဆိုတော့ရရားဖြစ်ပါတယ်တခါတည်းမှာကျွန်တော်တို့ကိုတိုးကတိုးတယောက်တည်းကနေပြီးတော့လိုက်လံပြီးတော့မုန်းတီးနေတယ်ချစ်မရဖြစ်နေတယ် ရှေ့ရင်တစ်မျိုး၊ကွယ်ရာတစ်မျိုးတိုက်ခိုက်နေတာပေါ့နော်။မကောင်းတဲ့ရင်တွေဖြန့်နေတာလေရှေ့။တခါလေမှာကြတော့ကွယ်မိသားစု9ယောက်ရှိတယ်။မိသားစု9ယောက်ထဲမှာမိသားစု4ယောက်ကတအုပ်စုကိုကတအုပ်စုအဲ့လိုဖြစ်နေတာပေါ့နော်။တွေ့တဲ့အခါကျတော့ကိုဘာလို့လို့အကောင်းမမြင်ဘူး။ကိုဘလောက်ပဲကောင်းတာတွေပြောပြောအစိုးထင်တယ် ။ဟဲကိုစကားပြောရင် အပြောမခံဘူး။မိသားစုထဲမှာအဆင်မပြေဘူးပေါ့။ဒီခါလေးမှာကိုယ့်ရဲ့အလုပ်ထဲမှာ ကိုယ့်တယောက်တည်းတယုံလုံးနဲ့ကိုယ်နဲ့မတည့်ဘူးဖြစ်နေ။ကိုယ့်ရဲ့လုံးဖို့ဂိုင်းဘက်တွေကလည်းကိုယ်ဘာလုပ်လို့အဆင်မပြေဘူး။ကိုယ်ဘလောက်ပဲကောင်းအောင်စူးစမ်းစူးစမ်းအကောင်းမမြင်ဘူး။ကိုယ့်ရဲ့အထက်လူကြီးကကိုယ့်အကောင်းမမြင်အောင် အပြစ်မြင်အောင်အမြဲတမ်းကြားရရနေပြီးတော့ဆေးထိုးပေးတာပေါ့နော်တွေးထိုးနေတာအဲ့လိုဖြစ်ပျက်နေကြုံတယ်လူမုံများတဲ့သူတွေမှာများသောအားဖြင့်အဲ့လိုမျိုးကြုံရတတ်ပါတယ်လူမုံများတဲ့လူတွေမှာအဲ့လိုဖြစ်ပျက်နေကြုံတတ်တယ်ပေါ့တချို့ကကြတော့လူကြည့်လူကင်များတယ်လူကြည့်လူကင်များတဲ့လူကြတော့ဘဲသွားသွားဘာလုံးလုံးသူတို့ဆိုရင် လူတွေကဝိုင်းပြီးတော့ ချစ်နေကြတာပေါ့နော် အော်တိုမက်တစ်ကိုလူချစ်လူခင်များတယ်သူအကြောင်းဆိုရင် ကောင်းတဲ့အကြောင်းလေးတွေပြောတယ်သူအကြောဆိုရင် လူတွေကလိုလားတယ်ကောင်းတဲ့ရင်တွေပြန်လဲပြီးတော့မျှဝေပေးတယ်အဲ့တော့ဘေရင်ဆရာကတော့ဘေရင်ဆရာစကားပြောရမယ်ဆိုရင်တော့တယောက်နဲ့တယောက်ဇာတာမတူဘူးပေါ့တချို့ဇာတာကပီယာသိသိနဲ့ပတ်သက်ရင်ပေါင်းမြောက်တယ်အောင်မြင်တယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ် တချို့သာသာအချိန်တွေကြတော့ထော်လော်ကန်းလန်လေးတွေမွေးဖွားလာပြီးတော့ဘလိုနဲ့မတက်ဒီလိုနဲ့မတက်အဲ့လိုမျိုးတွေဖြစ်ကြတာပေါ့နော်အဲ့တော့လူမုံများတဲ့အခါကျရင်အပြင်မှာစိတ်တူရတာပေါ့နော်ဒေါသတွေတစ်ချိန်လုံးထွက်နေရတတ်တယ်ကိုယ့်ကိုယ်ကိုတိမ်ငယ်စိတ်တွေဝင်လာတာပေါ့ဟောငါဘာလုပ်လို့မအောင်မြင်ငါဆိုရင်ဘယ်သူမှလည်းအကောင်းမထင်ကြပါလားငါဘလောက်ပဲ ကောင်းတာတွေပြောပြောငါ့အစိုးပဲထင်နေကြတယ်စသဖြင့်အကောင်သူများအကောင်မမြင်လို့သူများမုန်းတဲ့အခါကျတော့ကြာလာတဲ့အခါမှာစိုက်ရဖက်အနေနဲ့တိမ်ငယ်စိတ်တွေဝင်လာတတ်ကြတာပေါ့ယုံကြည်မှုတွေကင်းမဲ့လာကြတယ်ပြီးတဲ့အခါကျတော့လူစရာကကိုကိုကိုမှကိုမယုံကြည်ဘူးဆိုရင်ကိုဘာလို့လို့အောင်မြင်စရာအကြောင်းမရှိပါဘူးအောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ကို ပြောပါဆိုရင်တော့ကိုယ့်ကိုယ်ကိုယုံကြည်မှုကနေစရတာဖြစ်ပါတယ်လူတယောက်ကဘလောက်အောင်မြင်တယ်လဲဘလောက်မအောင်မြင်ဘူးလဲဆိုတာက သူကသူ့ဘဝသူ့ကိုယ်သူဘလောက်ယုံကြည်မှုထားထားတယ်လဲသူ့ရဲ့ရည်ချင်းပေါ်မှာဘလောက်အထိယုံကြည်မှုရှိတယ်လဲ confidence ရှိတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့အောင်မြင်မှုဆိုတာအောင်မြင်မှုဆိုတဲ့အကျိုးရလဒ်ကဖြစ်လာတာဖြစ်ပါတယ် ကိုကိုကိုမယုံကြည်ရင်ကိုကိုကိုအထင်သေးရင်ကိုကိုကိုမျက်ရန် short တွေ့ထားရင်ကိုကိုကိုမဖြစ်ဘူးလို့ထင်ထားရင် ကိုတွေးထင်ထားတဲ့အတိုင်းကိုဘဝကလည်းပဲအရာရာမှာအောင်မြင်လာမှာမဟုတ်ပါဘူးဖြစ်လာမှာမဟုတ်ပါဘူးရက်တည်လာနိုင်မှာမဟုတ်ပါဘူးအဲ့တော့ကိုကနံပါတ်1ကကိုကိုကိုယုံကြည်မှုရှိတယ်ကိုကိုလူတရားချစ်ခင်ပြီးတော့ လူတွေအားလည်းပဲ ကိုယ်ကိုယုံကြည်မှုရှိတယ်ကိုယ်ကကိုယ့်ကိုယ်ကို လေးစားမှုရှိတယ်လူအများကလည်းကိုယ်ကို လေးစားတယ်မိသားစုကလည်းလေးစားတယ်အဲ့တော့တန်ဖိုးတွေတက်လာတယ်ယုံကြည်မှုတွေတက်လာတယ် confidence level တွေတက်လာတယ်အဲ့တော့ဘဝမှာဒီလူသည်ဘာလို့လို့အဆင်ပြေလာတယ်လူသားတူဘာလို့လို့အောင်မြင်တဲ့လူသားတူ ဖြစ်လာတာပေါ့ဒါတွေအားလုံးဟာတနည်းမဟုတ်တနည်းတော့ဆက်ဆက်မှုရှိပါ ကြောင့်လူမုံများတာနဲ့လူချစ်လူခင်များတာနဲ့ဘယ်တာကောင်းသလဲလို့မေးရင်လူမုံများတာမကောင်းပါဘူးနော်ကိုယ်လူတွေမုန်းနေတယ်ဆိုတာကောင်းစရာအကြောင်းမရှိပါဘူးလူချစ်လူခင်များတာတော့အင်ဗရာမကောင်းပါအဲ့တော့လူတွေမုန်းနေတာကိုလူတွေချစ်အောင်ကျွန်တော်တို့ဂံမီရအစီရင်ပြုတ်လို့လို့ရပါတယ်မုန်းနေတဲ့လူကသူ့ရဲ့အမုန်းဓာတ်တွေ ပြေပြီးတော့မေတ္တာဓာတ်တွေပိယဓာတ်တွေရောက်ရှိလောင်ကဲအောင်လောင်လှုပ်လို့ရပါတယ်။တယောက်တည်းကမုန်းနေရင်လည်းလှုပ်လို့ရတယ်။အသင်းအဖွဲ့တစ်ခုကကိုယ်မုန်းပြီးပြီးတော့ဝိုင်းဝန်းတိုက်ခိုက်နေတယ်ဆိုရင်လည်းလှုပ်လို့ရတယ်။မိသားစုကစုလုံးနဲ့ကိုယ်နဲ့เนาะနှစ်ဖက်ဖြစ်နေပြီးတော့ကိုယ်ဝိုင်းပြီးတော့ကြည့်မရလေဖြစ်နေတယ်။မုန်းပြီးနေတယ်။ဝိုင်းဝန်းတိုက်ခိုက်နေတယ်။ထိုးနေနေတယ်။တွန်းချနေတယ်ဆိုရင်လည်း ဒီအရာကိုလှုပ်လို့ရပါတယ်။ဘသူပဲဖြစ်ဖြစ်ကိုယ့်ကို လူမုံများနေတယ်ဆိုရင်ဒီအရာကိုလှုပ်ပါ သူတို့မှရှိတဲ့ကိုယ့်ဘမှာမကျေနပ်မှုတွေဒေါသအမျက်တွေဟာချက်ချင်းယူပစ်လိုက်သလို ပြက်ပြဲသွားတယ်။ပြီးလို့ချင်းမေတ္တာတက်ဝင်တဲ့စိတ်တွေချစ်ခင်တဲ့စိတ်တွေကျင်းအောင်လာတယ်။ကိုယ်ဝိုင်းဝန်းပြီးတော့ကိုညီပံ့ပိုးပေးတဲ့အဖြစ်အပျက်တွေကိုတေချာပေါက်ရရှိလာစေတဲ့အင်မတန်မှလွယ်ကူတဲ့ယရိယာဖြစ်ပါတယ်။ တော့ကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာလူမုံများနေတဲ့လူတွေဒီရရာကိုမကြာခဏပြုတ်လုပေးတင်ပါတယ်။ဘယ်နေ့မှဆိုလှုပ်လို့ရပါတယ်။ဘယ်နေရာမှာမဆိုပြုတ်လုပ်လို့ရပါ။အဲ့တော့ဘယ်လိုလုပ်ရမလဲ။အုံးစိမ့်ရေပေါ့နော်။အုံးစိမ့်ရေအုံးရေပေါ့။အုံးရေကိုဖန်ခွက်လေးတဲ့ကိုထည့်လိုက်ပါ။အဲ့ဖန်ခွက်လေးကိုယူပြီးတော့မြေကြီးရှိတဲ့နေရာကိုသွားပါနော်။ မြေကြီးရှိတဲ့နေရာမဟာပထဝီမြေကြီးပေါ်မှာ အုံးရေလေးကိုရေသက်ချသလိုတစ်ပြေပြေချင်းတွန်းချပြီးတော့အတိုက်ခိုက်ကင်းဖို့အမုံတရားတွေကင်းဖို့လေးလေးနက်နက်ဆူတောင်းရပါတယ်။ဒါတို့ချို့ကမေးတယ်ရန်ကုန်မှာမန္တလေးမှာမြေကြီးမရှိဘူးဘယ်မှာသွားလို့ရမလဲ။ရက်ွက်ထဲသွားလို့ပါ။ရက်ွက်ထဲမရှိဘူးဆိုရင်ဘောလုံးကွင်းတွေပါသွားလို့ပါ။ပန်းညံတွေပါသွားလို့ပါ။ မဟာပထဝီမြေကြီးပေါ်မှာသွန်လောင်းပေးရပါတယ်အဲ့တော့သွန်လောင်းတဲ့အချိန်မှာကိုကတူတယောက်ကကိုကိုမုံဒီတိုက်ခိုက်နေတယ်ဆိုရင်မောင်ဖြူကမုံနေတဲ့အမုံတရားတွေပြက်ပြက်သွားပါစေအတိုက်ခိုက်တွေပြက်ပြက်သွားပါစေအမုံဓာတ်တွေပြက်ပြက်သွားပါစေအဲ့လိုဆူတောင်းပြီးတော့လောင်းပါအလုတ်ထဲမှာအတိုက်ခံများနေတယ်ဆိုရင်လည်းအလုတ်ထဲမှာလှုပ်ဖော်ကိုင်းမက်တွေရဲ့အမုံတရားတွေပြက်ပြက်ပြီးတော့အတိုက်ခိုက်တွေကင်းပါစေလို့ လေးလေးနက်နက်ဆူတောင်းပြီးတော့လောင်းပါကိုကလူမုံများနေတယ်ဆိုရင်လဲလူတွေကကိုယ့်ဘမအမုံတရားတွေအတိုက်ခံတွေအနောက်ချက်တွေအားလုံးပြက်ပြဲသွားပါစေပြေပြောက်သွားပါစေလို့အသေးချာအလေးနဲ့ဆူတောင်းပြီးတော့လောင်းပါမကြာခဏပြုတ်လုပေးလို့ရပါတယ်เนาะအဲတိတိတသာမုံနေတဲ့လူဟာစိတ်တွေပြောင်းပြီးတော့ချစ်စိတ်တွေဝင်လာစေတဲ့လွယ်ကူတဲ့ရိုးရှင်းတဲ့ကုန်းကြစေရဲ့ကင်းတဲ့ရရားလေးဖြစ်ပါတယ် ဘယ်နိုင်ငံမှာမဆိုပြုတ်လုလို့ရပါတယ်ဘယ်ဘာသာဝင်မဆိုပြုတ်လုလို့ရပါတယ်အုံးရည်ကိုမဟာပထဝီမြေကြီးပေါ်မှာဖြည်းဖြည်းချင်းသွန်လောင်းပြီးတော့အတိုက်ခံกินဖို့ဆူတောင်းလို့ရပါတယ်နော်ကြဲကျွန်တော်ရဲ့မိတ်ဆွေများကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလိုရာဆန္ဒကလုံးတော်ရဲရရှိနိုင်ကြပါစေကျန်တဲ့အောင်လို့စောင့်နိုင်မြောက်ကြပါစေလို့ဆူတောင်းမြတ်တာများအားလုံးကိုလှိုက်လိုက်လဲလဲပို့တာပေးလိုက်ရပါတယ်နော်